အချိန်ယူခြင်းလားအချိန်ကိုတတ်ခြင်းလားဘာမှမလုပ်ဘဲနေသည့်အချိန်တစ်ချိန်ရှိကောင်းရှိနိုင်ပါတယ်ထို့သောဘာမှမလုပ်ဘဲနေနိုင်ရန်အတွက်ကြောထောက်နောက်ခံတစ်ခုခုရှိထားမှသာဘာမှမလုပ်ဘဲနေထိုင်နိုင်မည်ဖြစ်ပါတယ်ဘာကြောင့်ထို့သောနေသည့်ဘယ်အချိန်ထိနေမည်ဆိုသည့် သတ်မှတ်ထားချက်တခုခုတော့ရှိရပေလိမ့်မယ်။ဘာမှမလုပ်ဘဲတသက်လုံးမနေနိုင်ပါ။တသက်လုံးနေနိုင်ပြီဆိုရင်လည်းနေနိုင်လောက်အောင် စုပြီးဆောင်ပြီးဖြစ်နေရပါလိမ့်မယ်။ဘာမှမလုပ်ခြင်းကလည်းသူ့အကြောင်းနဲ့သူ ဖြစ်ပါလိမ့်မယ်။အလကားအချိန်ဖြုံးနေတာပဲဆိုသည့်ဝေဖန်ပြစ်တင်မှုမျိုးတွေကိုကြားရပါလိမ့်မယ်။သို့တော့အချိန်နဲ့ပတ်သက်ပြီးဖြုံးသလားသုံးသလားဆိုဒီမှာအငင်းပွားစရာတွေများလာပါတယ်။ ယထာစီရန်အတွက်ဘူဓာတွင်3-4နာရီခန့်လာဆောင်နေရခြင်းမှာဖြုံးသလားသုံးသလားစဉ်းစားเสียဖြစ်ပါတယ်။9နာရီရောက်ရမည့်ယထာက12နာရီထိုးမှ ရောက်လာလျင်ဘူဓာတွင်ထိုင်ဆောင်နေရသည့်3နာရီအချိန်သည် အကျိုးမဲ့စွာ ကုန်ဆုံးသွားရပြီဖြစ်ပါတယ်။ထို့သောဖြစ်တတ်ကြောင်းတွေးဆပြီးနောက်ကြသမျှအချိန်ကာလလေးကို စာဖတ်ခြင်းကလွယ်ပြီးကုစားရန်မရှိပါ စာမဖတ်လို့သူအတွက်မူ၃နိုင်ကိုမိမိတနေ့တာထဲမှ အကျိုးမဲ့စွာပေးလိုက်ရပြီဖြစ်ပါတယ်။အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်သူသာ အကျိုးရှိအောင်၃နိုင်သူ ဖြစ်ပါတယ်။မြမပြေယထားသည် နောက်ကျတတ်ကြောင်းသိထားပြီးဖြစ်ပါကယထားနောက်ကျခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲများကိုကြိုတင်မှန်းဆထားပြီးပြင်ဆင်ထားရန်မှတပါ အခြားနည်းလမ်းမရှိပါ။ ကိုကအကျိုးရှိစွာ သုံးချင်တော်လဲသူကြောင့်အချိန်ပေါင်းများစွာပေးလိုက်ရခြင်းများရှိနိုင်ပါတယ်။အစီအဝေးကိုဆယ်နာရီမှကျင်းပမယ်။အချိန်ကိုလေးစားစရာမလိုဟုယူဆသူများကြောင့်ဆက်နှစ်နာရီထိုးသည့်တိုင်လူမဆောင်သေးသဖြင့်အစီအဝေးမစနိုင်သေးလျင်တန်မိုးရှိသော ကို့အချိန်တွေကိုဖဲ့ပေးလိုက်ရပြီဖြစ်ပါတယ်။ထိုနည်းတူတန်းစီစောင့်ရခြင်း၊ဘတ်စကားမလာခြင်း၊အစိုးရယုံများတွင် မပေးသောကြောင့်မလုတ်သဖြင့်မျော်ရခြင်းစသောကိုကြောင့်မဟုတ်သည့်ပေးဆက်လိုက်ရသောအချိန်မောင်းများစွာကိုလည်းမိမိဤတနေ့တာတန်ဖိုးရှိသောအချိန်များထဲမှထဲတွက်ခါဖယ်ထားနိုင်မှတော်ကာကြပါလိမ့်မယ်။ကိုကအကျိုးရှိစွာ ဖြစ်စေခြင်းတော်လဲအကျိုးမဲ့စွာစောင့်ဆိုင်းရခြင်းအတွက်ဘာရီပြင်ဆင်သွားမည်နည်းဖြစ်လေဖြစ်ထရှိသောအကျိုးမဲ့စွာပေးဆက်လိုက်ရမည့်အချိန်များအတွက် ဘဝကြီးတဲတွင်ထဲ့တွက်ထားရပါမယ်အကျိုးမရှိခြင်းကို အကျိုးရှိခြင်းဖြစ်အောင်မိမိကိုယ်တိုင်သာပေါ်ဆောင်နိုင်ပါလိမ့်မယ်သူကြောင့်ဖြစ်နိုင်သောကိစ္စများကိုထဲ့တွက်ထားပြီးကြိုတင်ပြင်ဆင်ထားနိုင်ရင်စိတ်ဆင်းရဲခြင်းကင်းပါတယ်ကိုကမှန်ပြီး သူကမှားနေသောကိစ္စများကို အပိုဆောင်အဖြစ်သတ်မှတ်ထားကထိုအချိန်များကို အကျိုးရှိစေရန်ရင်ဆိုင်လိုက်ရုံသာဖြစ်ပါတယ် ရင်အေးရပေါ့ကတ်စ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်စ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေးများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေမင်္ဂလာချက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။